ြစည်းမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မတ်လ24ရက်နေ့သတင်းစီမပရိုင်တိုင်းမြစည်းမပင်မသတင်းအစီအစဉ်ကနေနှုတ်ခွန်းဆက်တာလိုက်ပါရယ်။ဒီကနေ့အစီအစဉ်ကိုတော့ကျမရွှေနွယ်ကတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ဒီကနေ့အစီအစဉ်မှာမန္တလေးမြို့မှာစစ်မှုထမ်းမှုမဲနှိုက်တဲ့သတင်း၊တောင်ငူမှာကိုရန်ကျောင်းသူအဓမ္မပြုကျင့်တက်ဖြတ်ခံရတဲ့သတင်း ပေါင်းနှကျွန်းမှာတောက်တုံးရေရှားပါမှုနဲ့ရာနာကူးဆက်မှုဆိုးဝါးနေတဲ့တရင်နဲ့အစ္စရေးကဂါဇာကိုမြေပြင်ထိုးစစ်ဆင်မှုအရှိန်မြင့်တဲ့တရင်အပါဝင်တခြားရေးကြီးတရင်တွေနဲ့စိတ်ဝင်စားပွဲတရင်တွေကိုတင်ဆက်ပေးသွားမှာပါရှင် မန္တလေးမြို့ရက်ကွက်အသီးတင်မှာစစ်မှုထမ်းမှုမဲနိုင်ချင်းကိုဒီကနေ့မတ်လ24ရက်နေ့မနက်9:00နာရီလောက်ကစလုံနေပြီဖြစ်တယ်လို့မြို့ခန့်တွေကပြောပါရယ်စစ်မှုထမ်းဥပဒေအရအကျုံးဝင်တဲ့ရက်ကွက်အသီးတီကလူငယ်တွေကိုအလုံးမဲနိုင်နေတာဖြစ်တယ်လို့သိရပါရယ်ဒီလိုမဲနိုင်ဖို့မနေ့ကကရေကရက်ကွက်အသီးတီမှာအတန်ချက်ဆက်နဲ့စော်အောနေတာလည်းဖြစ်ပါရယ် မဲစင်းပါတဲ့လူငယ်တွေရဲ့မိဘတွေကကိုစားပြုတ်မဲနိုင်တာများပြီးမဲနိုင်တဲ့နေရာကတော့ရက်ွက်အတွင်းမှာရှိတဲ့ဓမာယုံနေစာတင်ကျောင်းတွေနဲ့ရက်ွက်အုပ်ချုပ်မှုယုံတွေမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာမဟာအောင်မြင်မြို့နယ်နဲ့ချမ်းမြတာစီမြို့နယ်တို့ကပွတ်တန်းမဟာနယ်စီတန်လျဲမော်အရှိမဟာမြိုင်ဟိမမာလာမြောက်ရဲမွန်တောင် စက်ကြာနယ်စဉ်ဒေဝုံအရှိတာရဲရန်နဲ့မဟာမြိုင်နှစ်ရက်ွက်စားရရက်ွက်တွေမှာမဲနိုင်နေပြီလို့သိရပါတယ်။ မန္တရမှာတော့မြို့နယ်အုပ်ချုပ်ရေးမှူးလာဝကပြည်သူ့စစ်ရဲကြီးအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်နေနဲ့ရမိရဖဆိုတဲ့ကဥဆောင်မဲနိုင်နေတာဖြစ်ပါတယ်။မန္တရကိုရောက်ရှိမလာတဲ့စစ်မှုထမ်းစင်းပါအိမ်တွေကိုတီချာစင်းမှတ်ထားတယ်လို့လည်းသိရပါတယ်။မဲနာရကိုသွားရောက်သူတွေကိုအတွေ့အကြုံနဲ့မဲပေါက်မပေါက်မြစည်းမကမင်းမြန်းရမှာတော့ဖြေဆိုးဖို့ညှင်းဆို့ကြပါတယ် မဲပေါသူတွေကိုဘယ်နေ့မှလာရောက်ခေါ်မယ်ဆိုတာကိုမသိရသေးပေမဲ့လည်းမဲနိုင်တာကိုမသွားပါကမတမမှုပြုလောက်ကမဲပေါတယ်လို့လိမ့်လမကိုစိုးရိမ်တာကြောင့်သွားကြသူတွေရှိတယ်လို့လည်းမြို့ခံကပြောပါတယ်မဲပေါသူတွေကအမတ်စဉ်ဆက်နှစ်အဖြစ်စစ်တင်တဲ့တရားဝါမှာဖြစ်ပြီးစစ်မှုထမ်းရမှာဖြစ်ပါတယ် စကောင်းစီတပ်ကမန္တလေးမြို့ကမြို့နယ်ခုနှစ်ခုမှာရှိတဲ့လူငယ်တွေကိုစစ်မှုထမ်းတာဝန်ထမ်းဆောင်မှုမတရားဖမ်းဆီးမှုတွေက2025ခုနှစ်ဇန်နဝါရီလအတွင်းမှာလူဦးရေ238ဦးထိရှိခဲ့တယ်လို့မန္တလေးတပိတ်အင်အားစုကသတင်းထုတ်ပြန်ထားခဲ့ပါတယ်ရှင်။ ကိုတိုင်းတောင်ကုန်းမြို့နယ်ကျုံကုန်းကျေးရွာအတွင်မှနေထိုင်တဲ့ကိုရန်ကျောင်းသူတဦးအာဓမပြုကျင့်တက်ဖြတ်ခံရမှုဖြစ်ခဲ့ပြီးအိနီချင်းမြို့သားနှုတ်ကိုရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးကတိတိယောက်ယောက်အေးအေးယူပေးဖို့ဒေသခံတွေကတောင်းဆိုကြပါတယ်ကျုံကုန်းကျေးရွာကအသက်16နှစ်အရွယ်ကိုရန်ကျောင်းသူတဦးကမတ်လ19ရက်နေ့မနက်ပိုင်းမှာနေအိမ်မှာတက်ဖြတ်ခံရတာလို့သိရပါတယ် မိသားစု၃ယောက်ပဲနေထိုင်တာဖြစ်ပြီးတော့အဲ့ဒီဖြစ်စဉ်ဖြစ်ပွားသွားတဲ့မနက်မှာအဖေဖြစ်သူကတစ္ဆတ်မှာညာဆိုင်ဆင်းနေချင်းဖြစ်ပြီးအမေကတော့မနက်၅နာရီခရက်ကဖတ်ကောက်ထွက်သွားတာလို့သိရပါဗျ။မနက်၅နာရီကနေမနက်၈နာရီခွဲလောက်အထိ နေမှာတယောက်တည်းရှိနေစမှာဖြစ်စဉ်ဖြစ်ပွားသွားခဲ့ပြီးမနက်၈နာရီကွယ်အမေဖြစ်သူပြန်ရောက်လာချိန်မှာတော့လက်ဘဲမှာကောင်းပြတ်လူနေပါဓာတ်ခုတ်တန်းရနဲ့တေဆုံးနေတာကိုတွေ့ရတယ်လို့ဆွေမျိုးပြော်ဆက်သူတို့ကမျိုးစိမကိုပြောပါဗျ။တေဆုံးသူရဲ့ရုပ်အလောင်းကိုတောင်ငူဆေးရုံကိုပို့ဆောင်ကရင်ခွဲစစ် ဆေးပြီးမှုခင်ဆရာဝန်ရဲ့ဆေးစစ်ချက်အဖြစ်ကိုစောင့်ဆိုင်းနေကြောင်းအာဓမပြုကျင့်တက်ဖြတ်သွားတာဖြစ်ပြီးတော့အမှုမှန်ပေါ်ပေါက်ရေးအတွက်ရဲတပ်ဖွဲ့ကိုတောင်းဆိုကလိုအပ်တယ်လို့ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်းတောင်ငူမြို့နယ်ကအရက်ဖတ်အဖွဲ့အစည်းတွေကပြောပါရတယ်။ဒေသခံတွေနဲ့ရဲတပ်ဖွဲ့ရဲ့ဆစ်ဆေးမှုတွေအရအဲ့ဒီအာဓမပြုကျင့်ပြီးတက်ဖြတ်မှုကိုအိနေချင်းအမျိုးသား၃ဦးကပူပေါင်းကျူးလွန်ခဲ့တယ်လို့သိရှိထားပြီးနောက်ဦးကိုတော့ဖမ်းဆီးရမိထားကြောင်းကျုံကုန်ကြီးရွာကဒေသခံတို့ကပြောပါရတယ်။ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့မှာတန်တရားရှိတရက်ခန့်အဖြစ် တန်ထိုင်အောင်ခေါ်တားပေါက်နဲ့စီတုံနိုင်ခေါ်မဲကြီးဆိုတဲ့အသက်20ခန့်ရွယ်မြို့သားနှစ်ဦးကိုဖမ်းဆီးလိုက်ပြီးနောက်တဦးကတော့ထွက်ပြေးလွတ်မြောက်နေတယ်လို့သိရပါတယ်။ထွက်ပြေးလွတ်မြောက်နေသူကတော့မဲကြီးရဲ့ညီတော်ဆက်သူလို့လည်းဒေသခံတွေကပြောပါတယ်။တားပေါက်နဲ့မဲကြီးကိုပိုင်းနဲ့ကျူးလွန်မှု၊ချီနှောင်မှု၊ပျက်စီးကိုယုံမှု၊မဒိန်ကျင်မှု၊လူသက်မှု၊မူရစေဝါတုံးဆွဲမှုတွေနဲ့အသေးစားအသေးခံကြားခံစေဖို့နဲ့မိသားစုဝင်တွေကိုတော့ကြေးရွာအတွင်းကနေနှင်ထုတ်ပေးဖို့အတွက်တပ်ဖြတ်ခံရသူရဲ့မိသားစုဝင်တွေကတာဝန်မြို့နယ်အုပ်ချုပ်ရေးမှူးထံလိမ့်မှုပြီး စာပေးပို့တောင်းဆိုထားတယ်လို့သိရပါတယ်။ကားပေါင်းနဲ့မှဲ့ချီကိုကျွန်းကုန်းနယ်မြေရဲစခန်းမှာဖမ်းဆီးစစ်ဆေးနေပြီးလူသက်မှုအာဓမပြုကျင့်မှုတို့နဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။တေဆုံးသူရဲ့ရုပ်လောင်ကိုမတ်လ22ရက်နေ့ကတချို့လိုက်ပြီးဖြစ်ကြောင်းလည်းသတင်းရရှိပါရရှင်။ရခိုင်ပြည်နယ်ပုံနှကျုံမြို့နယ်အတွင်းမှာယာနာကူးဆက်မှုဆိုးဝါးနေသလိုတောက်သုံးရေရှားပါတဲ့ပြဿနာလည်းကြီးမားလာလို့ဒေသခံတွေအကူအညီလိုအပ်နေကြပါတယ်။ ပုံနေကျုံမြို့နယ်အတွင်းကကြေးရွာပေါင်း90ကျော်မှတောက်သုံးရင်နဲ့ချိုးရီရှားပါတဲ့ပြဿနာကမက်လဆန်ကစတင်ပြီးတော့ပုံမဆိုးဝါးလာကြောင်းဒေသအခြေစိုက်လင်းရောင်ကြီးဖောင်ဒေးရှင်းတာဝန်ရှိသူကမျက်စိမှောက်ပြောပါရယ်လူဦးရေနဲ့ရရှိတဲ့ရေအချိုးမမျှတာကြောင်းချိုးရီနဲ့တောက်သုံးရီကိုအကန့်အသတ်နဲ့သာအသုံးပြုနေရတာကြောင်းအရေးပြားရောဂါကူးစက်မှုလည်းစိုးရိမ်စရာအခြေအနေဖြစ်နေတယ်လို့လင်းရောင်ကြီးဖောင်ဒေးရှင်းကပြောဆိုပါရယ်ဒါအပြင်အမျိုးသမီးတွေနဲ့ကလေးငယ်တွေရဲ့ကျန်းမာရေးပြဿနာအတွက်လည်းစိုးရိမ်စရာရှိနေကြောင်းစစ်ပေးရှောင်းတွေကိုကူညီပေး းနေသူတွေကလည်းပြောပါတယ်။တောက်တုံးရေရှားပါမှုကိုရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့မင်းပြကြောက်တော်မြောက်ဦးမြို့တွေမှာလည်းကြုံတွေ့နေရပြီးပုံနှကျုံးမြို့ကတော့အဆိုးဆုံးဖြစ်နေတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မှာနှွေကာလတောက်တုံးရေရှားပါမှုကိုဖြည့်ရှင်းမှုမိုးရင်းကာလမှာရေတိုးလောင်ကန်တွေမှာစုဆောင်ထားကြသောမိုးရေတွင်းရေတွေကိုတုံးဆွဲကြတာဖြစ်ပါတယ်။၂၀23ခုနှစ်နိုဝင်ဘာလကစတင်ခဲ့တဲ့ဒေတာရင်းတိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်လူရေများပြားလာပြီးတော့ရေရှားပါမှုပြဿနာဆိုးဝါးလာတာလည်းဖြစ်ပါတယ်။တောက်တုံးရေရရှိရေအတွက်အာရခ တက်တော်အေကကူညီပေးနေတာတွေရှိပေမဲ့မပြည့်လဲသေးတဲ့ကြောင့်စစ်ပေးဆောင်ကူညီထောက်ပံ့ပေးနေတဲ့တွေထံကသိရပါဗျ။ ရေခက်ရွာမှာမိုင်းနဲ့ချီဝေးလံတဲ့နေရာတွေတောင်မော်ရီအထိတွားရောက်တဲဆောင်ရတဲ့အခက်အခဲတွေလည်းရှိနေတယ်လို့သိရပါဗျ။တောက်သုံးရေရှားပါလာမှုသာမကစားနပ်ရေးကစေဝါလုံလောက်မှုမရှိတာကြောင့်2024ခုနှစ်နှစ်ဆန်းပိုင်းကစတင်ဖြစ်ပွားခဲ့တဲ့ရာနာကူးဆက်မှုကလည်းအင်းအားထက်ပိုမိုဆိုးဝါးလာနေတယ်လို့အရက်ဖက်ကူညီအဖွဲ့တွေကပြောဆိုကြပါဗျ။လက်ရှိမှာတော့တောက်သုံးရေအခက်အခဲနဲ့ရာနာပြဿနာဆိုးဝါးစွာကြုံတွေ့နေရတဲ့ရွာတွေကစစ်တွေနဲ့ပုံနှကျုံးမြို့နယ်ဆက်မှာရှိတဲ့ရိုးခူရဲရိုးပြင်အောင်မြေကုန်းကြီးရွာတို့ပါဝင်ပါတယ် ရခိုင်ပြည်နယ်မှာပုံနှစ်ကျုံးမြို့နယ်အပြင်အေအေထိန်ချုပ်ထားတဲ့ကွာမြို့မှာလဲယာနာကူးဆက်ခံထားသူ၄00လောက်ရှိနေပြီးအသက်၁၀နှစ်အောက်ကလေးငယ်600လောက်ပါဝင်ကြောင်းအကူအညီတွေလိုအပ်နေကြောင်းကွာမြို့နယ်စစ်ပေးဆောင်ကူညီရေးပူးပေါင်းအဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။ န္တလေးတိုင်းမြင်းချံခရိုင်နထိုးကြီးမြို့နယ်လက်ဝဲမြင်းနီကြီးရွာကိုစကောင်းစီတပ်ကလေကြောင်းပုံကျဲတိုက်ခိုက်ခရာအသက်73နှစ်အရွယ်မင်းကလေးငယ်တဦးပါဝင်နှစ်ဦးထိခိုက်ဒဏ်ရာရပြီးတော့နေအိမ်22လုံးမိလောင်ပျက်စီးခဲ့ရတယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကသိရပါဗျ။ မတ်လ23ရက်နေ့မနက်တနားရီဝင်းကျင်လောက်မှာစကောက်စီတပ်ဖွဲ့က Jet Fighter နဲ့လေယာဉ်နဲ့ပုံသီးနှလုံးဝိုင်းတွဲလေယာဉ်နဲ့ပုံသီးအများအပြားကျဲချသွားတာဖြစ်တယ်လို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လူ့ခွင့်ရေးတာဝန်ခံကပြောပါရယ်မိလောင်ပုံကြောင့်နေ25လုံးမိလောင်ဆုံးရှုံးခဲ့ရပြီးနေခုနှလုံးကတော့ပုံသီးကြောက်ပျက်စီးခဲ့ရစုစုပေါင်းနေ22လုံးပျက်စီးခဲ့တာလို့သိရပါရယ်ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်မင်းကလေးမှာခြေတစ်လုံးမှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအသက်65နှစ်အရွယ်အမျိုးသားတအူးကတော့လက်နဲ့တင်မာမှာထိခိုက်ဒဏ်ရာရရှိခဲ့ ခဲ့တယ်လို့လူ့ခွင့်ရေးတာဝန်ခံကပြောပါတယ် လက်ဝဲမြင်းကြီးကျွော်ကိုစကောက်စီတကလေးချောင်းတိုက်ခိုက်တာမြင်းကြံခမရ15မှာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေပြုလုပ်လျက်ရှိတာကြောင့်နေအများပြပျက်စီးထားပြီးတော့ပြည်သူတွေလည်းဘေးဒုက္ခရောက်နေတယ်လို့နထိုးချင်းမြို့နယ်ပါပါထံကသိရပါတယ်။ဒါအပြင်စပေးဆောင်ပြည်သူတွေအတွက်အလုတ်အကန့်အခွင့်အလမ်းတွေရှားပါတာကြောင့်စားဝတ်နေရေးအတွက်အခက်အခဲဖြစ်ပေါ်နေပြီးအကူအညီထောက်ပံ့တွေလိုအပ်နေကြောင်းနထိုးချင်းမြို့နယ်အတွင်းကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေသူတွေကလည်းပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလနေ့ကမြင်းကြံခမရ15ကနေလက်ဝဲမြင်းကြီးကျွော်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာကြေးရွာအတွင်ကြားရောက်ပောက်ကွဲပြီးနေငါးလုံးပြက်စီခဲ့ရပါတယ်ရှင်။နောက်ဆုံးရပြည်တွင်သတင်းတွေကိုကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ အစ္စရေးကဂါဇာကို မြေပြင်ထိုးစစ်ဆင်မှုအရှိန်မြှင့်လိုက်တဲ့သတင်းကိုမြစိမဝန်တော်သူဂျူချန်းကပြောပြပေးမှာပါရှင်အစ္စရေးစစ်တပ်ဟာမတ်လ23ရက်နေ့မှာဂါဇာကမ်းမြောင်ဒေသအနှံ့မြေပြင်ထိုးစစ်ဆင်မှုကိုအရှိန်မြှင့်လိုက်ပါတယ် ဟာမတ်စ်ထိန်ချုပ်နယ်မြေမှာပြစ်ခတ်တိုက်ခိုက်မှုတွေပြန်လည်စတင်တာသတင်းတပတ်နီးပါးရှိလာတဲ့အချိန်မှာရာဖာမြို့ထိုးစစ်အတွင်းပါလက်စတိုင်းပြည်သူတွေဘေးလွတ်ရာတိမ်းရှောင်ကြဖို့တိုက်တွန်းထားပါတယ်ဇန်နဝါရီလမှာရရှိခဲ့တဲ့အပြစ်ခတ်ရဲစဲရေးကိုတက်တန်းတိုးဖို့တောင်းဆိုမှုတွေရှိနေပေမဲ့ဂါဇာမှာအစ္စရေးတပ်ဖွဲ့ဝင်တွေပြန်လည်တပ်ဖြန့်ချထားခဲ့တာကြောင့်လက်နော်မှာလူအသေးပြောက်များခဲ့တဲ့ပြစ်ခတ်တိုက်ခိုက်မှုပေါ်ပေါက်ခဲ့ပြီးရေမန်နိုင်ငံကနေလည်းဒုံးကျည်တွေနဲ့ပြစ်ခတ်ခဲ့ပြီးတဲ့နောက်မှာ ဘီလော့ရာရွှေ့ပြောင်းကြဖို့အခုလိုသတိပေးချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Israel စစ်တပ်ဟာ Rafah မြို့တောင်ပိုင်းကခရိုင်တစ်ခုမှာရှိတဲ့အကြမ်းဖက်အဖွဲ့အစည်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့စစ်တပ်ပြောရေးဆိုခွင့်ရှိသူ AVJ Adra Ega X လို့မီဒီယာမှာပြောကြားခဲ့ပြီးအဲ့ဒီနေရာကိုအကြီးစားထိုးစစ်ဆင်မှုတွေလုပ်ဖို့ပြီးခဲ့တဲ့တစ်နှစ်ကျော်ကတည်းကရည်ရွယ်ထားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ပါလက်စတိုင်းပြည်သူတွေအနေနဲ့ Tel El Sudan ခရိုင်က အန္တရာယ်များတဲ့တိုက်ပွဲနေမျိုးကိုဆွန့်ခွာပြီးမြောက်ဘက်ပိုင်းကိုရွှေ့ပြောင်းကြဖို့အဒရာအီကတိုက်တွန်းထားတဲ့စာရွက်တွေကိုလည်းဒရုန်းတွေနဲ့အဲ့ဒီနေမျိုးပေါ်ကိုကျဲချခဲ့တယ်လို့ AFP သတင်းတောက်ကဆိုပါတယ်။ရာဖာမြို့မြောက်ဘက်ကလျမရှိပြီးဂါဇာတောင်ပိုင်းကအဓိကမြို့ကြီးတစ်မြို့ဖြစ်တဲ့ခန်းယူနိတ်မြို့ကပရဟိတအဖွဲ့တစ်ခုက အသက်16နှစ်အရွယ်အီမန်အယ်ဘာဒါဝီလ်ကမိမိလိုပဲစစ်ဘေးရှောင်နေရတဲ့ပါလက်စတိုင်းပြည်သူတွေဟာအစာရေစာရရှိဖို့ယုံကန်နေရတယ်လို့ပြောကြားခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးတော့ရုရှားနဲ့ဖြစ်နေတဲ့စစ်ပွဲအတွက်အမေရိကန်နဲ့ဆွေးနွေးရမှာအကျိုးရှိတယ်လို့ယူကရိန်းပြောတဲ့သတင်းကိုမြစိမဝန်တော်သားကိုဆိုင်ခန့်ကတင်ဆက်ပေးသွားမှာပါရှင်။ရုရှားနဲ့ဖြစ်နေတဲ့စစ်ပွဲအရှိန်ရှော့ချရေးအတွက်အမေရိကန်နဲ့ယူကရိန်းအရာရှိတွေ Sorry Arabia မှာတင်းင်းတွေနေကအကျိုးရှိပြီးစူးစိုက်ပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲပြီးဆုံးသွားပြီဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာအမေရိကန်အရာရှိတွေနဲ့နောက်ထပ်တီးတက်ဆွေးနွေးပွဲတွေကိုဒိန်းလာနေမှာဆက်လက်ပြုလုပ်သွားကြမှာဖြစ်ပါတယ်။သုံးနှစ်ကြာစစ်ပွဲကိုအ мян ဆုံးရက်စဲရေးအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတွန်းအားပေးနေပြီးရီယက်မှာ ပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲကနေအောင်မြင်မှုလမ်းစာကို ရှာတွေ့နိုင်မယ်လို့မျှော်လင့်နေပါတယ်။ဒါပေမဲ့ကရင်မလင်ကတော့ရှေ့မှာခက်ခဲတဲ့ညှိနှိုင်းဆွေးနွေးမှုတွေရှိသေးတယ်လို့သတိပေးလိုက်ပါတယ်။ စစ်ဖြစ်နေတဲ့နှစ်ဖက်လုံးကယာယီအပြစ်ရဲ့ရည်အတွက်မတူကွဲပြားတဲ့အစီအစဉ်တွေကို တင်ပြနေကြပေမဲ့တိုက်ခိုက်မှုကရပ်မသွားဘဲဆက်လက်ဖြစ်ပွားနေပါတယ်။နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေနဲ့အမေရိကန်တို့အကြားညှိနှိုင်းဆွေးနွေးပွဲတွေကိုလုံးပြန်တန်တမန်ခီးစဉ်နေနဲ့တပိုင်းနဲ့ပြုလုပ်ဖို့မူလကအစီအစဉ်ထားခဲ့ပေမဲ့တပိုင်းတစအပြစ်ရဲ့ရည်အတွက်ဤပညာအဆင့်ဆွေးနွေးပွဲတွေကိုတိကျစီသာပြုလုပ်ခဲ့ကြပါသေးတယ်။ ကာကွယ်ရေးကြီး Rating Umarok ခေါင်းဆောင်နဲ့ Ukraine ကိုယ်စားလှယ်အဖွဲ့နဲ့ American ကိုယ်စားလှယ်အဖွဲ့တို့ရဲ့ဆွေးနွေးပွဲတွေစနေညကပြီးဆုံးသွားတယ်လို့ Umarok ကပြောပါတယ်။ဆွေးနွေးပွဲတွေဟာအကြောင်းအရာတစ်ခုချင်းကိုစူးစိုက်ဆွေးနွေးခဲ့တာဖြစ်ပြီးအကျိုးရှိတယ်။စွန့်ရင်ကိစ္စအပါအဝင်အဓိကအချက်တွေကိုဆွေးနွေးခဲ့တယ်လို့သူက Social Media မှာပြောပါတယ်။ မြတ်တပြီးထာဝရတည်တက်မဲ့ငြိမ်းချမ်းရေးကိုရည်မှန်းချက်ထားပြီးဒီရည်မှန်းချက်လက်တွေ့ဖြစ်လာရေးအတွက်ယူကရိန်းကပါဝင်ဆောင်ရွက်နေတယ်လို့လည်းသူကဆက်ပြောသွားပါတယ်။ဆွေးနွေးမဲ့အစည်းအဝေးထဲမှာစွိုင်းရင်ဆိုင်ရာအဆောက်အုံတွေနဲ့အရေးကြီးတဲ့အခြေခံအဆောက်အုံတွေကိုအကာအကွယ်ပေးရေးအဆိုပြုထားတယ်လို့ဥမာရော့ကအရင်ကပြောထားပါတယ်။ယူကရိန်းတမရဗိုလိုဒီမာဇယ်လန်စကီကတော့စစ်ပွဲကိုအချိန်ဆွဲတိုက်နေတာရုရှားနိုင်ငံသားဖြစ်တယ်လို့သူ့ရဲ့ညနေပိုင်းမိန့်ခွန်းမှာထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ်အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးစက်သုံးစီဈေးနဲ့ဆောင်းစီဈေးတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဒါတွေကိုတော့မြစိမဝန်တော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးသွားမှာပါရှင်ဒီနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4440ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1581.4ကျပ်ပြင်ပပေါက်စေ3324ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2281.15ကျပ်ပြင်ပပေါက်စေ4842ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စေ62.12ကျပ် ပြင်ပပေါင်စီ131.51ချာမလေးရှားတရင်ကိကိုစစ်ကောင်စီတတ်မှတ်စီ485.31ချာပြင်ပပေါင်စီ1003ချာပေါင်စီရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချပ်သားကို ရွှေကုန်တယ်အသင်းတတ်မှတ်စီ55သိန်း8000ချာပြင်ပပေါင်စီ68သိန်း4000ချာ 55ဘဲတစ်ချက်သားကိုရွှေကုံတဲ့အတင်းသမတ်စေ52သိန်း3250ကျပ်ပြင်ပပေါက်စေ64သိန်း4000ကျပ်ပေါက်စေရှိပါတယ်။ပေါ်ပြပါရွှေစင်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတွေကတော့ဒီဇယ်တလီတာကို2600ကျပ်ပရီမီယံဒီဇယ်တလီတာကို3215ကျပ် အော်တိတ်92တလီတာကို2960ချက်အော်တိတ်95တလီတာကို3045ချက်ပေါက်ဈေးရှိပါတယ်။ပေါ်ပြဘာသာသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစားအောင်စီဈေးနှုန်းတွေကတော့စားအောင်စီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6855ချက်ပြင်ပပေါက်ဈေး1000ချက်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ။တမစီမပရိုင်တိုင်းမြစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်။တမစီမပရနာမအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေရှင်။